fue si tú me sos

အကျဉ်းတော်လေးဘူကထားရဲ့မိရောဆန်းတဲ့ဒဲဝဲနေလောင်းမြေလောင်းမီအောင်မေအကျဉ်းတော်လေးဘူကထားရဲ့မိရောဆန်းတဲ့ဒဲဝဲနေလောင်းမြေ

ကျွန်တော်တို့ဟိုကနန်းတော့တင်တယ်မှာပေါ့နော် site ကတော့ကျွန်တော်မတင်ဘူးဗျမတင်ဘူးဗျဆိုတာဟိုလိုမဟုတ်တော့ကျွန်တော်မန်မာအဓိကသုံးမဲ့ site ကိုတင်မပေးဘူးပေါ့ကနန်းကတော့ဒဲပတ်လေဒဲပေါ့နော်ပတ်လေမထိုးအောင်ဒဲ6ခွက်အဲ့ဒါကိုမန်မာထဲလည်းကျွန်တော်မန်မာထဲလည်းကျွန်တော်မပေးဘူးဗျမပေးဘူးဗျဆိုတာသူတို့ထိုးကျင်တော့ကိုကျွန်တော်ပတ်စံကြိုးလွယ်ခိုင်းမယ်အဲ့ဒီ3နာရီထိုးရင်ကျွန်တော်အဲ့ထွက်မနေပေါ့နော်3နာရီထိုးပြီဆိုရင်ကျွန်တော်အဲ့ထိုးထားတဲ့ကနန်းကိုသူတို့ပြရမယ်ပေါ့နော်နောက်ပြီးတော့ site ကိုကြတော့ကျွန်တော်ထွက် အဲ့ထွက်ခံနီးမှာဖြစ်ဖြစ်ထွက်ပြီးမှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ကြမှာကျွန်တော် site ကိုလည်းပြမယ်ပေါ့နော်ပေါက်တီဖြစ်စီမပေါက်တီဖြစ်စီ site ကတော့ပြမှာပေါ့ဗျာအဲ့ဘာလို့လဲဆိုတော့ကျွန်တော်ကနန်းနေကအဲ့ GB တကာကိုလိုက်ဖြန့်နေအောင်ရှိရဗျာအဲ့ဒါမှကြောင့်ကြာအစင်မပြေလို့ပေါ့နော်အဲ့လေးကိုပြောချင်တာပေါ့နော်ကနဦးဒီမဲ့ဒါဆိုရင်ဒါ GB ကိုဘယ်လိုဖြန့်နေတော့မသိဘူးပေါ့နော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်ထုတ်တဲ့ကနန်းနေပေါ့နော်အဲ့ GB နှစ်ခု၃ခုလောက်ကိုလိုက်ဖြန့်ရတယ်အဲ့ဒါကျွန်တော်သိတာပဲရှိသေးရနော် နောက်ထပ်အများကြီးရှိသေးတယ်လိုက်ဖြန့်နေတယ်ပေါ့အဲ့လိုမျိုးကောင်းလေးနဲ့ကြတော့အဆင်မပြေဘူးပေါ့နော်တကယ်ထိုးစားစစ်တေးကြတော့အဆင်မပြေဘူးနားရတယ်ပေါ့အဲ့တော့ကျွန်တော်တဲမှာဝင်ထားတဲ့သူတွေလည်းတနည်းစား6လသားပေါ့နော်အစားသဖြင့်ဝင်ထားတဲ့သူတွေကအဲ့ထိုးခြင်းရပတ်ထန်ကြူလွဲပေါ့ဗျအဲ့ကိုကဘလောက်ဖို့ထိုးခြင်းတာ6ကွက်ပေါ့နော်6ကွက်ထဲမှာဒါ7ကြိမ်ထွက်သွားပြီဆိုရင်7ကြိမ်ကြရင်ကျွန်တော်ကအခါဘယ်ကောင်အကောင်းဆုံးဖြစ်မယ်ဆိုတာရွေးအောင်မှာပေါ့ရွေးတဲ့စိတ်တိုင်းကြရတယ်ဆိုရင်တကွက်တော့တင်မယ်ကျန်တဲ့9ကွက်ကတော့ဒါသာတူထိုးမယ်ဒါမျိုးပြောမှာပေါ့နော် အဲ့လိုမျိုးလောက်ဖို့စီစဉ်ရှိတယ်ကနန်းကိုတော့ထွက်မှပြရမယ်ထွက်မှဆိုတာဟိုထွက်ခံလေးပေါ့နော်၃နာရီထိုးပြီးဆိုရင် GB မှာတင်ပေးလိုက်မယ်အဲ့မအဲ့လိုမျိုးမှစိတ်ဝင်စားဘူးပေါ့နော်အဲ့ကနန်းပုံမှန်ပဲကနန်းပို့ပေးတယ်ပဲထိုးမယ်အဲ့6ခွက်ထဲကထွက်သွားခဲ့တယ်ဆိုရင်ကျွန်တော်နိုင်တော့ပေါ့နော်ဟိုငွေလည်းမလွယ်ဘူးပေါ့နော်ထိုးလည်းမထိုးခိုင်းဘူးဆိုတဲ့လူတွေအတွက်ကိုကျွန်တော်ထိုးပေးမယ်အပောင်ရင်လေသူတို့လူကမှကျွန်တော်ဒီမှာ100ရှိတယ်200ရှိတယ်ပေါ့နော်လူ200ရှိတယ်ကျွန်တော်ကတစ်ခွက်ကို9000ဘူး ဥပမာထိုးပေးလိုက်တယ်ပေါ့ဗျာအဲ9000ဘိုးဆိုရင်ဒါဆိုလိုရင်လူ200သားကိုကျွန်တော်ပြန်ပြခွဲပေးလိုက်မယ်သူတို့အတွက်ပေါ့နော်အဲ့လိုဆိုဘယ်သူကယုံမလဲတဲ့အဲ့ဒါတော့မတက်နိုင်ဘူးဗျာကျွန်တော်ကကဏန်းကအဲ့အဲ့တခုပါပဲနော်ဒီ73 73 72ကြိမ်တော့ပဲကျွန်တော်စိတ်ကူးထားတာပြန်တဲ့ကြိမ်ကတော့ပုံမှန်ပို့မှာပဲစိုက်လည်းပုံမှန်ပြမှာပဲ အဲ့ဆက်နှစ်ကြိမ်ကြာရင်ကျွန်တော်အဲ့လိုမျိုးလေးလုပ်ဖို့စိတ်ကူးထားတယ်ဘလို့နေမလဲပေါ့နော်ဟိုကနန်းဟော့ဟော့နေတာဆိုးတယ်ဗျလိုက်ဖြန့်တာပေါ့နော်ဟိုအဲ့လိုမျိုးဘယ်သူရဲ့ယုံမှာလဲအဲ့ဒါလည်းမတတ်နိုင်ဘူးဗျမျိုးထွန်းပေါ့နော်တကယ်အမှန်ကန်ထိုးတဲ့တွေ့ကြနားတယ်ဗျအဲ့အမှန်ကြောင့်ကျွန်တော်အဲ့လိုစိတ်ကူးထားတာပါဟိုလို့ ကိုယ်ကထိုးနေလောက်ထိုးပေါ့ဗျာ9000ပဲဖြစ်ဖြစ်10000ပဲဖြစ်ဖြစ်အဲ့ဒါဥပမာ10000ပဲဖြစ်ဖြစ်ပေါ့အပွဲတဲ့လူတွေပေါ့နော်အဲမျိုးထိုးရင်ပတ်စံလွဲပေါ့လွဲတော့တာကကျွန်တော်ယူဖို့ပြောရမှာမဟုတ်ဘူးနော်ပေါက်ဆိုရင်လည်းပေါက်တဲ့အတိုင်းပြန်လွဲမှာပေါင်ချနဲ့လာမှာအဲ့ငွေလွှဲတဲ့ပြည်သားတို့စလစ်တို့ဒါမပြောက်စီနဲ့ပေါ့နော်အဲ့ဒါဘာအတွက်ဘလောက်ဘယ်နှကွက်ကိုဘလောက်ကိုသီထိုးမှဆိုတဲ့ဟာလေးရေးပြီးတော့ဒါပို့လိုက်ပေါ့နော်အဲ့လိုမျိုးလေးမဟုတ်ရင်ကနဲဟော့ဟော့သွားတာဗျာ ဟုတ်ပြီဒါကျွန်တော်တို့တော့အောင်လိုရင်ဒါ24ချိန်မှာရှင်းတော့ပိတ်ပေါ့နော်9နှစ်ချာ2နှစ်4နှစ်6နှစ်9နှစ်ချာရှင်းတော့ပိတ်2နှစ်4နှစ်6နှစ်9နှစ်ချာရှင်းတော့ပိတ်ပေါ့နော်ရှင်းတော့ပိတ်3ချက်တန်းနေပေါ့နော်အဲရှင်းတော့ပိတ်တန်းတာနဲ့အဲ့နေ့16ချိန်မှာ6ခါတိုင်း9တော့ပိတ်18ချိန်မှာ3တော့ပိတ်တို့ကနေ9နှစ်ချာပဲ16ချိန်မှာ6ခါတိုင်း9တော့ပိတ်18ချိန်3တော့ပိတ်9နှစ်ချာပဲနော်16ချိန်မှာ6ခါတိုင်း9တော့ပိတ်18ချိန်မှာ3တော့ပိတ်ပေါ့နော် နောက်ပြီးအဲ့နေတဲ့ကျွန်တော်တို့14ချိန်မှာ9ခါပေါ့နော်14ချိန်မှာ9ခါ4 4 9နဲ့ခါ3လုံးခွန်ထည့်တယ်နောက်ပြီးတော့14ချိန်မှာ9ခါပဲ3 5 9နဲ့ခါ3လုံးခွန်ထည့်တယ်ပေါ့နော်ဒီမှာလဲတတိယကက်လဲဒီတိုင်းပဲ9ခါ269နဲ့ခါ3လုံးခွန်ထည့်တယ်အစင်းပြေတယ်လို့လောက်ပါတယ်မဟုတ်ရကဏဟော့ဟော်နေလို့ပေါ့နော်အဲ့ဒါမှမဟုတ်အဲ့လိုမျိုးစိတ်ကူးကြည့်တာလက္ခဏာများတဲ့သူလက္ခဏာတဲ့သူများရင်အဲ့အဲ့ဒါပဲ အဓိကသုံးအောင်ပါဘောနော်ယုံနေတဲ့ဟုတ်ကဲ့ပါလို့အဲ့လိုမျိုးလေးပေါ့နော်အဲ့မှာကျွန်တော်တို့ဒါလိုရင်းပေါ့ဗျာ၈နောက်ပိတ်၁၆ချိန်၉ခါတိုင်း၇နောက်ပိတ်၁၈ချိန်၇၃နောက်ပိတ်နောက်ပြီးတော့ကျွန်တော်တို့အဲ့နဲ့တည်း၁၄ချိန်မှာ၉ခါ လူဆောင်မှာ၄ခါ၄ခါနဲ့ဇောင်းပေါင်းချင်းခွန်ဒီ၁၃ရင်းရကဏ္ဍဒီအညစ်ထဲမှာပြန်ကောင်းကစားရတယ်ပေါ့နော်နောက်ပြီးတော့သူ့ရဲ့ဘေးညမှာနှစ်ဆာမှာ၃ညထိပ်စီနှစ်ကြိမ်မှာနောက်ပေါင်းခွန်နှစ်ကြိမ်က၃ရင်းနှစ်ခတ်၃ကြိမ်မှာ၅ထိပ်နှစ်ခတ်ထိပ်စီရိုက်တယ်အဲ့လိုရိုက်ပြီးတော့သူကနေပြီးတော့ကျွန်တော်တို့ဒီကိုဖြစ်တာတွေကျွန်တော်မပါတော့ဘူးเนาะဒီနေ့6ထိပ်တဲတာတွေပေါ့เนาะအစသဖြင့်တော်တော်များများကိုကျွန်တော်ရှင်းတော့အောင်ဖြောက်ပလိုက်တယ်။လွှမ်းနေပြီးတော့1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 9နှစ်မြောက်ကျွန်တော်တို့10ချိန်မှာ6ခါပေါ့နော်စီနီယာတော့မှ6ခါသူတော့မှနှစ်ထိတ်နဲ့ဒီနောက်နှလုံးပေါင်းခြင်းပေါ့နော်တစ်တစ်နဲ့ပေါင်းရင်4ပေါ့6ပါဝါ4ပေါ့နော်6ခါနောက်ပေါင်းလေးငါလေးတက္ကမှတ်ထားပေါ့ဒုတိယကက်လည်းအဲ့လိုပဲကျွန်တော်တို့ဒီမှာ24ချိန်မှာ6နောက်ပိတ်16ချိန်မှာ6ခါတိုင်း9နောက်ပိတ်18ချိန်မှာ3နောက်ပိတ်14ချိန်မှာ6ခါသူတော့မှ9ခါ3ခါနဲ့ဆိုခါ3လုံးပေါင်းခြင်းခွန်ဖြစ်တယ်သူ့အပေါ်က73ရဲ့ကနန်းဒီအိုက်ကောင်အဲ့ဒီထဲမှာပြန်ကောင်းကစားရတယ်ပေါ့နော် မဟုတ်ကျွန်တော်ဆိုလိုတာကျွန်တော်အဖွဲ့တွေကဟို GB ထဲမှာတချို့ကြရှိတယ်ဗျ GB ထဲမှာတချို့ကြမရှိဘူးပေါ့နော်ဖုံးမစစ်နဲ့ဝင်ထားတဲ့လူတွေကြတော့ကျွန်တော်တယောက်တိုင်းတယောက်ချင်းဒီတိုင်းကို like ပြောလို့အစင်မပြေလို့ဒီ public ပေါ်မှာချပြီးတော့ဂျူပြောနေတာပေါ့နော်ထိုးကြမှာလည်းထိုးပေါ့ကျွန်တော်ထွက်ပါမယ်လို့တော့အာမမခံဘူးပေါ့နော်ဒါမဲ့စိုက်ရကဏန်းရတော့ဒဲ6ကွက်တော့ထိုးရမယ် idea မှာကြံတဲ့ကဏန်းနဲ့ချုပ်ပြီးတော့ထိတ်ပြီးနောက်ပိတ်တွေချုပ်လို့ရရင်တကွက်ကောင်း2ကွက် ပေါ့နော်တကွက်နှစ်ကွက်လောက်အော်ထိုးမယ်ကြံတော်ကိုပါပါထိုးမယ်ပေါ့နော်ကံပေါ့ဗျာကံဆန်းတဲ့အနေနဲ့ဟောလဲဆိုတော့ဟို GB တကာကိုလိုက်ဖြန်နေတာကြအသိအစင်မပြေဘူးလေနော်အဲမြောက်နောက်ပြီးကျွန်တော်အဲ့သူ့ရဲ့နောက်တစ်နေ့မှာလဲဒါသုံးညထိပ်စီပေါ့နော်နောက်နှလုံးပေါင်းခြင်းခွန်ပေါ့ဗျာသုံးညရဲ့နှက်ခတ်ခွန်ထိပ်ပေါ့နော်နှစ်ကြိမ်ရဲ့သုံးညရဲ့နှက်ခတ်သုံးကြိမ်မှာခွန်ထိပ်အဲ့လိုမျိုးရိုက်ပြီးတော့သူကနေပြီးတနေ့နှစ်နှစ်သုံးနှစ်လေးနှစ် 9နှစ်မြောက်ကျွန်တော်တို့10ကြိမ်မှာ10ခါပေါ့နော်9ရက်ငယ်လေး10ခါ2000ကျောင်းမှာ9ထိပ်9ဘိတ်9ဘိတ်နဲ့3လုံးပေါင်းရင်3ဖြစ်တယ်10ပါဝါ3ဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုတတိယကကျွန်တော်တို့ဒီမှာ14ကြိမ်16ကြိမ်မှာ9ခါတိုင်း9နောက်ဘိတ်18ကြိမ်3နောက်ဘိတ်24ကြိမ်မှာ10နောက်ဘိတ်အဲ့ဒီထက်14ကြိမ်မှာ9ခါ2000ကျောင်းမှာ6ခါ2ခါနဲ့ခါ3လုံးခွန်ဒီ73ညရ26ဒီအိုက်နှစ်ထဲမှာပြန်ကောင်းကစားရတယ်ပေါ့နော်။နောက်ပြီးတော့သူ့ရဲ့ဘေးနှင်မှာ3ညထိပ်စီ2ညမှာနောက်ပေါင်းခွန်း2ညရဲ့1ရက်နှက်ခတ် သုံးချိန်မှာရှစ်ထိပ်ပေါ့နော်သူကနေပြီးတော့1 2 3 4 5 5နှစ်မြောက်ကျွန်တော်တို့7ချိန်မှာခွန်ခါပေါ့နော်စီနီယာသွားတာ6ရှစ်ခွန်သူသောမှာ6ထိပ်3ညပိတ်6နောက်ပိတ်နဲ့3လုံးပေါင်းချင်း2လို့ကစားရတယ်ပေါ့နော်တွေ့လိုက်မယ်ဟုတ်ကဲ့ပါဒါကတော့ဘာလို့မှတင်းမခေါ်ဘူးနော်မိမိတတ်နိုင်တော့ပေါ့ဟိုထိုးခြင်းလည်းထိုးပေါ့တပတ်ချင်းဝယ်တဲ့သူလည်းအဲ့လိုမျိုးပေါ့အဲ့ဒါတော့ထိုးခြင်းနဲ့ဆိုရင်လည်း အဲ့ Viber သုံးတဲ့သူဆိုပို့ဆင်ပြီးတယ်ပေါ့နော်ပို့လွှဲလိုက်ပေါ့ပို့လွှဲလိုက်တော့ပေါ့ရင်ခင်ဗျားတို့မရမှာမဘူးနဲ့နော်ဒိုင်းလည်းကျွန်တော်ဒိန်းဆယ်ကြီးလက်ခံတဲ့အတိုင်းကိုထိုးပေးမှာကျွန်တော်လည်းထိုးမှာပေါ့နော်ကျွန်တော်တောင်အလုရှုပ်ပြီးတယ်တကယ်လို့ပေါက်သွားခဲ့ရင်ပြောပါနော်ပေါက်သွားခဲ့ရင်ကျွန်တော်တောင်မှလွှဲပေးရမှာလည်းဗာနဲ့အလုရှုပ်ပြီးတယ်ဒါပေမဲ့လှုပ်ရှုပ်တာမရှုပ်တာတဲ့အောင်းကျင်တာပေါ့နော်အဲ့ကနန်းလည်းမဟုတ်ကျင်တာဒီပဘလစ်မှာချပြတဲ့ကနန်းလေးကို ONM မှာမှာလေးမှာထုတ်ထုတ်ပြန်မယ်ရဆိုလို့ရင်ဒါပေမဲ့ကို့မှာမှာလေးမှာကဒီပဘလစ်ပုံမှာချပြပေမဲ့ ဒီကနန်းကအော်ကနန်းလို့ဒီလိုက်မှာမပြောတဲ့တော့ကဘိုးကအဆင်ပြေတယ်လို့ဗျာဒါမဲ့မမထုတ်တဲ့အော်ကနန်းကဒီဂရုတကာရောက်သွားရင်ပြန်တော့တာဟုတ်ပြန်ရင်ဟော့တော့တာပေါ့ဟုတ်ပြီနော်ဒါ၉ခါဒီ၃လုံးပေါင်းခြင်း၄ပေါ့ဗျာဒီ၈ခါဒီ၃လုံးပေါင်းခြင်း၃ခွန်ခါဒီ၃လုံးပေါင်းခြင်း၂ကိုအခြေခံပြီးတော့ကစားကြင်တာအဲ့လိုကစားတဲ့နေရာမှာလဲဒီ၉ခါဒီ၃လုံးပေါင်းခြင်း၄လို့ရိုက်တယ်နဲ့သူ့ရဲ့နောက်တစ်နှစ်မှာ၄ထိတ်နဲ့ဘေးနဲ့က တနည်းကျော်ကနန်းပေါ့နော်ကစားတယ်ပေါ့ဗျာဒီမှာလဲရှစ်ခါဒီသုံးလုံးသုံးအဲ့တော့သူ့ရဲ့နောက်တွင်မှာသုံးခါနဲ့သူ့ရဲ့တနည်းကျော်ကနန်းကစားတယ်ပေါ့ဗျာဒီမှာလဲခွန်ခါဒီသုံးလုံးနှစ်အဲ့နှစ်နဲ့နှစ်ထိန်နဲ့သူ့ရဲ့ဘေးတနည်းကျော်ကနန်းကစားတယ်ပေါ့ဗျာအဲ့လိုမျိုးတွေတည်ထားတာဖြစ်တဲ့တော့ကျွန်တော်တို့ကဒီ၁၆ချိန်၉ခါတိုင်းခွန်နောက်ပိတ်၁၈ချိန်၃နောက်ပိတ်ရိုက်တဲ့နှစ်ထဲမှာတဲ့သူက၄ထိန်ပေါ့နော်၄ထိန်တခုသော၄ထိန်ပေါ့၄ထိန်ကြောင့်သူ့ရဲ့တနည်းကျော်မှာ၄ပြိတ်လို့ရရမယ်၄ထိန်နဲ့၄ပြိတ်ရရမယ်နော်ဆိုလိုရင် လေးထိပ်တနည်းကြောင့်မှသူကလေးဘရိတ်ရရမယ်အဲ့လေးဘရိတ်ဒီသူ့ရဲ့နောက်တစ်နှစ်ကိုပြန်ထွက်ပေးရမယ်ပေါ့နော်အဲ့လိုပြန်ထွက်တဲ့နေရာမှာလည်းသူဘေးကကနန်းဒီဘေးနဲ့ကလာခဲ့တဲ့ကောင်ပေါ့နော်နားလည်မလို့ထင်တယ်ဘေးနဲ့ကလာခဲ့တဲ့ကောင်ပေါ့နော်ဒီကနန်းဒီလေးထိပ်တနည်းကြောင့်မှလေးထိပ်နဲ့လေးထိပ်ကစီနီယာတော့မှာနော်လေးထိပ်ကြောင့်ဒီမှာလေးဘရိတ်အဲ့လေးဘရိတ်ဒီလေးထိပ်နဲ့ထွက်တဲ့လေးဘရိတ်ဖြစ်ရမယ်အဲ့လေးဘရိတ်ဒီသူ့ရဲ့နောက်တစ်နှစ်ကိုပြန်ထွက်ရမယ်ပေါ့နော်အဲ့လို အဲ့လိုထွက်ရမယ်ပေါ့နော်လူသောမှာ तू ရှစ်ထိတ်ခံထားတယ်ရှစ်ထိတ်ဒီ၄ဘက်ရဲ့သောမှာရှစ်ခါခံထားတယ်ပေါ့နော်ဒီအောက်ကဒီ၄ဖရိတ်ရဲ့ဘေးကကနန်းကတော့တစ်နှစ်ကျော်မှာနှစ်ခါထွက်တယ်ပေါ့ဗျာတစ်ခါနှစ်ခါပေါ့နော်ဒါကတော့တိုက်တိုက်ဆိုင်တဲ့ခါမှာထိုးပေါ့အဲ့တော့ကျွန်တော်တို့ကသွားကျင်တာကဒီ၄ဘရိတ်၄ထိတ်နဲ့၄ဘရိတ်ဒီတောင်းတစ်နှစ်ကိုထွက်တယ်ထွက်တာနဲ့ तू ဒီရှစ်ထိတ်လူသောမှာရှစ်ထိတ်ခံထားတာရဲ့တစ်နှစ်ကျော်ကိုသွားလိုက်ပေါ့နော်ဒီခွန်30ဆိုတဲ့ကနန်းကိုပြကျင်တာ အဲ့ဒါက3ချိန်ကြမှာ12ချိန်ကြမှာလွယ်နော်12ချိန်ကြမှာလွယ်တာဝန်ကြီးတာတဲ့လူဘလောက်ပဲများများဗျာကျွန်တော်တို့က200 300လောက်ပြင်ရှိကလားအယောစကတော့ဟို GB ဝေးပေး limit ပြင်တော့ခဏတော့စောင့်ပါနော်ထွက်တော့မပြေဘူးချားနေလဲပေါက်ဖို့ပဲရေးကြီးတယ်လွယ်ပြီးမယ်လေးထိပ်ဒီလူသောင်းမှာ6ထိပ်ကန်နဲ့တနည်းကြော်မှာဒီ930ခွန်ထိပ်နဲ့ထွက်တဲ့ကဏ္ဍပေါ့ဗျာတနည်းပြောရရင်ဒီကဏ္ဍဒီရေးတဲ့သူကဘယ်ရနေလာလဲဆိုတော့ ကျွန်တော်တို့ဒီတုံရထိတ်စီနောင်လုံးမောင်းချင်းခွန်ထက်တဲ့နေသေးတာတဲ့သူကခွန်ပါတဲ့ကနန်းတစ်ခွက်ပြန်ကြပါဘောနော်ဒါ390ဒီအဲ့နေထဲမှာ390ဒီမှာပြန်ကြကြတာဘောနော်ဟုတ်ပြီနော်တနည်းပြောရင်ခွန်ပါတဲ့ကနန်းပြန်ကြပါအဲ့ကနန်းကိုတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်8နှစ်မြောက်မှာဒီမှာခွန်ထိတ်စီနဲ့လိုက်ထွက်တယ်လို့ယူဆတာဘောနော်ဒါလေးကလွယ်လွယ်လေးပါဟုတ်ပြီနော်လွယ်လွယ်လေးပဲပြီးရင်တော့ရမှာပဲနော်ဒီလေးထိတ် လေးထိတ်ကြောင့်ဒီမှာလေးပြိတ်တည်တယ်လေးထိတ်ကြီးနဲ့ကနန်းလည်းဖြစ်ရမှာပေါ့နော်လေးထိတ်နဲ့လေးပြိတ်အဲ့ကနန်းဒီနောက်တစ်နှစ်ကိုထွက်တယ်အဲ့လိုထွက်တာနဲ့သူ့ဆောင်မှာရှစ်ထိတ်တည်တယ်ဒီကနန်းဒီတစ်နှစ်ကျော်ကိုလည်းလိုက်ထွက်ထားတာတော့ရှိတယ်အဲ့တော့ဒီရှစ်ထိတ်ရဲ့ရင်းတဲ့တဲ့တစ်နှစ်ကျော်မှာထွက်တဲ့ဒီခွန်သုံးတည်ဒီဒီတုံညာထိတ်စီနောင်လုံးပေါင်းရင်းခွန်ရိုက်တဲ့နေ့တည်းကခွန်ပါတဲ့ကနန်းပြန်ကြအိုအဲ့မှာလိုက်ရွှေ့တယ်လို့ယူဆလိုက်တာပေါ့နော်ဘာထောက်မှမယူတော့ဘူးအဲ့ရလေးနဲ့ပဲကျွန်တော်ပြလိုက်တာအဲ့တော့ဒီမှာလဲကျွန်တော်တို့ကဒီရှစ်ထိတ်စီ ခွာပေါင်းခြင်းနဲ့နောက်ပိတ်နှလုံးနဲ့ပေါ့နော်ဒီခွာနဲ့၃ဖြစ်တယ်အဲ့တော့ဒီကျွန်တော်တို့ကတုံညာထိပ်စီနောင်နှလုံးပေါင်းခြင်းခွင်ရဲ့နောက်တစ်နှစ်မှာ၃ထိပ်ပေါ့နော်၃ထိပ်ဒီမှာ၃ထိပ်၃ထိပ်လို့ရိုက်တယ်သူ့ရဲ့တစ်နှစ်ကျော်မှာ၄ထိပ်နဲ့ဗရိတ်၃ထွက်တယ်ပေါ့နော်၄ထိပ်နဲ့ဗရိတ်၃ထွက်တယ်၄ထိပ်နဲ့ဗရိတ်၃ထွက်တယ်တဲ့ လူသောမှာလည်းသူကရှစ်ထိတ်ခံတယ်အဲ့တော့ဒီလေးထိတ်နဲ့ပရိတ်သုံးဒီသူ့ရဲ့နောက်တနေ့မှာလိုက်ထွက်တယ်ဗောနော်ဒီမှာနှစ်ခါတောင်ထွက်တယ်အဲ့တော့ဒီတစ်ခါကိုယူလိုက်မယ်သူဘေးကကနန်းဒီဘေးနစ်ကလာခဲ့တဲ့ကောင်ပေါ့ဗျာအဲလွယ်လွယ်လွယ်လေးဗောနော်အဲ့လိုမျိုးလေးထွက်တယ်ထွက်တာနဲ့သူ့အောက်ဒီဒီမှာထွက်ထားတဲ့ပရိတ်သုံးရဲ့ဘေးကဗောနော်လေးထိတ်နဲ့ပရိတ်သုံးရဲ့ဘေးကဒီ630ဒီသူ့ရဲ့တနစ်ကျော်မှာလိုက်ကစားရင်နှစ်ခါတောင်ကစားတယ်တဲ့ဟုတ်ပြီနော်ဒါထွက်တာမထွက်တာတော့မသိဘူးကျွန်တော်ဒါမှမဟုတ် ဘာသာထဲတွေ့တယ်မြောက်ပြောတော့မဟုတ်ဘူး650 650ဆိုတာအဲ့လိုမျိုးလေးတွေအထောက်လေးတွေကောင်းတာလေးရှိတယ်ဒါပေမဲ့သူပေးတာမပေးတာကြာကိုလည်းဒါမှလုံးလို့မရဘူးလေအဲ့တော့လိုရင်းတော့မယ်ဆိုဒီလေးထိတ်ကြောင့်ဒီပရိတ်3ဒီသူရဲ့နောက်တစ်နှစ်ကိုထွက်လို့လေးထိတ်နဲ့ပရိတ်3ဒီနောက်တစ်နှစ်ကိုထွက်လို့ဒီပရိတ်3ရဲ့ဇောင်းမှာ8ထိတ်ကံနဲ့8ထိတ်ရဲ့တစ်နှစ်ကျော်မှာထွက်ထားတဲ့ဒီခွန်တေလေးဆိုတဲ့ကဏ္ဍကတဲ့ ဒီခွန်ထိတ်နဲ့ထွက်တဲ့ကနန်းကတဲ့ဒီ၃ညထိတ်လို့တဲတဲ့၃ညထိတ်နောင်လုံးပေါင်းချင်းခွန်ရိုက်တဲ့နေထဲကခွန်ပါတဲ့ကနန်းပြန်ကြပါတော့ခွန်ပါတဲ့ကနန်းပြန်ကြကိုအဲ့မှာလိုက်ထွက်တယ်လို့ယူဆတာပေါ့နော်သူကတော့အကြိမ်ရင်တော့မယူနဲ့နော်အကြိမ်ရင်ယူရင်ဒါ၁၂ကြိမ်နေတိတိသွားမှာနော်၁၂ကြိမ်ဆိုဒီ၅နှစ်နှစ်ကပြန်ကြမဟုတ်ဘူးနော်ဒါလေးလည်းမြေတိုင်ရခိုင်လာအဲ့လိုမျိုးတွေပေးခဲ့တယ် 9000ဘူးလောက်ပါလို့ရလားရတယ်ဗျာเนาะ Viper 3เนี่ย Viper 3เนาะလွှဲပြီးရင်9000ဘူးကြတော့ဘာလို့ရမှာလဲဗျာ6000ဆိုလဲ6000 1000ဆိုလဲ1000ပေါ့เนาะဟို1000ဘူးလောက်တော့အနည်းဆုံးတော့ထိုးလိုက်ပေါ့ဗျာဟိုပေါ့ရင်လည်းအများကြီးပေါ့တာပေါ့เนาะအဲ့ပေါ့ရင်လည်းဘာလို့သင်ငန်းဝိုင်းကတ်ကြတာပေါ့အဲ့ကြရင်လည်းအဲ့ကြမှာပဲလွှဲကြပေါ့เนาะအခုလောလောဆယ်တော့ပေါ့ရင်ပေါ့တဲ့အတိုင်းအတိကျလွှဲမှာလွှဲပြီးမှကိုဟွာတို့လာရောက်မှာဟွာတို့သင်ငန်းကတ်ချင်ရင်တက်တက်ထက်လွှဲကြပေါ့เนาะအဲ့လိုမျိုးလေးစိတ်ကူးကြည့်တယ်ဗျာကံပေါ့เนาะ အဲ့ကြရင်တော့ public ပေါ်လဲထွက်ပြီးမှဒီ site ကိုဒီလိုသုံးလိုက်တယ်ဆိုတာပြလို့ရတယ်เนาะအဲ့တော့ကျွန်တော်တို့တတိယကတ်အနေနဲ့ဒီမှာခွန်ဟားတိုင်းဒီသုံးလုံးပေါင်းရင်ညစ်ပေါ့เนาะအဲ့တော့ဒီကျွန်တော်တို့သုံးညထိတ်နောက်နှလုံးပေါင်းရင်ခွန်ရဲ့ဘေးညစ်မှာသူကညစ်ထိတ်တခင်ကျော်မှာ၄ထိတ်နဲ့ပြိညစ်မဟုတ်ဘူးပေါ့เนาะအဲ့တော့ဒီကိုသွားလိုက်မယ်ဒီမှာညစ်ထိတ်တနည်းကျော်မှာ၄ထိတ်နဲ့ပြိညစ်ထွက်တယ်၄ထိတ်နဲ့ပြိညစ်ထွက်လို့အဲ့ကနန်းဒီသူ့ရဲ့နောက်တစ်နှစ်ကိုဒီမှာပြန်ထွက်တယ်ထွက်တော့လဲသူဘေးကဒီငါးကိုခွန်ဒီဘေးညစ်ကလာခဲ့တဲ့ခေါင်းပေါ့ဗျဟုတ်ပြီเนาะ ။စနေလေးကကောင်းတယ်နော်။ပေးဖို့ပဲလိုလား။စနေလေးကကောင်းတယ်။ဒါသူ့ဆောင်မှာလဲသူက၈ထိပ်တည်းကပုံစံတည်ထားတာ။ဒီ၂ထိပ်ဗရိတ်နှစ်၄ထိပ်နဲ့ဗရိတ်နှစ်နော်။နှစ်ဗရိတ်နှစ်တော့မှရိုးရိုးမဟုတ်ဘူး။အဲ့ဒီ၄ထိပ်နဲ့ဗရိတ်နှစ်ထွက်လို့သူ့ရဲ့နောက်တစ်နှစ်မှာဒါ၄ဟောပေါ့နော်၄ပါတဲ့ဗရိတ်နှစ်ကိုဒီမှာပြန်လိုက်ကစားတယ်နောက်တနေ့ကိုထွက်ထွက်တော့လေသူဝေးကကနန်းဒီဘေးနစ်ကလာခဲ့တဲ့ကောင်ထောက်ပြီးမှကြာတယ်လို့ယူဆတာပေါ့နော်အဲ့တော့ဒီရှစ်ထိပ်စီ ဒီလေးထိန်နဲ့ brain နဲ့ထွက်တော့ဒီဘေးရကနန်းကဒီဘက်နှစ်ကိုနှစ်ခါထွက်ဆိုတော့မှပြောလို့ရတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကနှစ်ခါမဟုတ်တစ်ခါထွက်ရင်ကိုတာဝန်ကြည့်တယ်ပေါ့ဗျာအဲ့တော့လောလောဆယ်တော့အကြောင်းမတိုက်ဆိုင်လို့မထွက်လာသေးဘူးလို့ပဲယူဆတယ်ပေါ့နော်အဲ့တော့ဒီ635ဒီဒီနေခဲကိုထွက်နိုင်တယ်အဲ့တော့ဒီလေးထိန် brain လေးထိပ်ဒီပရိနေရဲ့ဇောင်းမှာရှစ်ထိပ်တည်းတဲ့အတွက်သူ့ရဲ့တပင်ကြောမှာထွက်မဲ့ခဏန်းဒီကျွန်တော်တို့ကဒါသူ့ပေးတာမပေးတာတော့မသိဘူးပေါ့နော်သူ့ရဲ့အရှိတရားခွန်ထိပ်နဲ့ ီတုံညာထိတ်စီနောင်နှလုံးပေါင်းချင်းခွန်ထွက်တဲ့နေ့တည်းကပြန်ကောင်းလို့ယူဆတာပေါ့နော်အဲ့တော့ပြန်ကောင်းဆိုတော့ကျွန်တော်တို့ကဒီမှာခွန်6လေးခွန်ရှိမယ်အဲ့တကွက်ပဲရှိတာပေါ့နော်ပြန်ကောင်းဆိုရင်အဲ့ခွန်ပါတယ်ကနဲဆိုတော့ကျန်တဲ့ကနဲရန်ကျင်လဲရန်ပေါ့နော်ဒါမှမဟုတ်လို့20နဲ့ကျန်ကနဲ9နှစ်နှစ်ကိုပဲတဲလိုက်ထိုးခြင်းလဲထိုးပေါ့ဒါမှမဟုတ်9နှစ်နှစ်ကရိုးလွန်းနေမြင်သာလုံးနေနော်ကျွန်တော်ကတော့တိတ်အာရုံမရဘူးအဲ့ဒါမျိုးတွေကမပေးတာများတော့မနေ့ကလည်းကျွန်တော်တို့ဒီ၄၄၆ကို တဲ့ရကနန်းကိုယူထိုးတာဗျအဲ့မှာထွက်တော့ဒီဒီရကနန်းကိုလာထွက်တာအဲ့ဒါလက်တွေ့ခံပြီးအဲ့ဒါမျိုးတွေဖြစ်တတ်တယ်เนาะအဲ့တော့ကျွန်တော်တို့ကဒီခြောက်လေးဖွင့်ပြန်ကြဖို့ဒီမှာအွှေ့ဆိုပြီးတော့သုံးနေတာဗောနော် လောလောဆယ်တော့ကျွန်တော်တို့ဒီမှာအနီးကပ်လေးတွေဆိုရင်၅ထိပ်ဗရိတ်ရှစ်၅ထိပ်ဗရိတ်ရှစ်၅ထိပ်ဗရိတ်ရှစ်ပေါ့ဗျာ၅ထိပ်ဗရိတ်ရှစ်က၅ထိပ်ဗရိတ်ရှစ်ဖြစ်ရင်ဒီကောင်းပေါင်းချင်းက၈ဖြစ်ရမယ်၅ထိပ်ဗရိတ်ရှစ်ဖြစ်ရင်ကောင်းပေါင်းချင်းက၈ဖြစ်ရမယ်၅ထိပ်ဗရိတ်ရှစ်ဖြစ်ရင်ဒီကောင်းပေါင်းချင်း၈ဖြစ်ရမယ်ဒီမှာ၅ထိပ်ဗရိတ်ရှစ်၃ချင်းဒီကောင်းပေါင်းချင်းက၈ဆိုရင်ဒါ၃ညနောက်ပိတ်ပေါ့နော်၅30ကန်ဆန်းရဆန်းပေါ့၅ထိပ်က၄ချက်ရိုက်ကျွန်တော်ရှိလို့ပြောတာနော်ဒါလေးကတော့မဆိုင်ဘူးနော်ဘယ်ဟိုလွှဲရမလဲတဲ့အဲ့ကြမှာပြီးကြမှာကျွန်တော်တခါသေးသေးရှင်းပြမယ်နော် အဲ့နောက်ပြီးတော့ဆက်တစ်ချိန်ပြီးမှပဲကျွန်တော်လက်ခံပါနော်လောလောဆယ်တော့ဘယ်သူမှမလွှဲကြနိုင်အောင်အလုပ်ရှုပ်မှဆိုလို့သူကကျွန်တော်တို့ဒီဒီဘက်နေလေးမှာပေါ့ဗျာဒီမှာတစ်ခါတိုင်းနဲ့ခွာကိုရိုက်လို့တဲ့သူ့ရဲ့တနှစ်ကျော်မှာပေါ့နော်ဒါတစ်ကိုတွဲပေါ့ဗျာဒါအမျိုးစသဖြင့်ကစားတယ်ကစားတာနဲ့တဲ့သူကသူ့ရဲ့ဘေးနစ်ကပေါ့နော်ဘေးနစ်ကဒီ၃၃ညတွဲတဲ့ကနန်းကနောက်တစ်နှစ်ကိုလိုက်ထွက်တယ်ဗျာဒီမှာ၃၃ညတွဲနေပေါ့နော်နောက်တစ်ခါကျွန်တော်တို့ ဒီတစ်ခါတိုင်းပြီးတော့ဒီမှာကိုးခါတိုင်းနဲ့ sorry သုံးညခါတိုင်းနဲ့ခွာကိုးပေါ့နော်အဲ့တော့သူ့ရဲ့တနည်းကြော်မှာလဲဒါသုံးညထိတ်ကိုးဘိတ်နဲ့ပေါ်တော့ဗောဗျာအဲ့တော့ဒီသူ့ရဲ့ဘေးနဲ့ကသုံးညသုံးတွဲပါတဲ့ခဏန်းကတဲ့ဒီမှာပေါ့နော်သုံးညသုံးတွဲပါတဲ့ခဏန်းကသူ့ရဲ့နောက်တနည်းကိုလိုက်ထွက်တယ်ဗျာအဲ့တော့ဒီမှာကျွန်တော်ဒုတိယကတ်ဒီမှာကိုးခါတိုင်းနဲ့ခွာကိုးရိုက်တယ်သူ့ရဲ့တနည်းကြော်မှာကိုးထိတ်လို့ပေါ်ရင်ကိုးနဲ့ပေါ်တော့ဗောနော်အဲ့တော့ဒီဘေးနဲ့ကပေါ့ဗျာဒီမှာ 3တုံညာတွဲနေခဏကဒီမှာ3ညာ3တွဲလို့ကစားတယ်ဗျာဒါဆိုတတိယကတ်ဒီမှာ6ခါတိုင်းနဲ့ခွာ9ပေါ့နော်အဲ့တော့တနည်းကြော်မှာဒါ6ထိတ်လို့ပေါ်ရင်ဒါ9နဲ့ပုံမယ်ဆိုတော့ဒါ6လေး9နဲ့6 9လေးနဲ့ကျွန်တော်တို့တက်ဒဲတူဖြစ်ခဲ့တဲ့ line ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကဒီဘေးနှစ်က3ညာ3တွဲနဲ့ခဏကိုဒီဘက်နှစ်ကိုတကွက်ရွှေ့မယ်ဆိုရင်ရွှေ့လို့ရတယ်ပေါ့နော်ဒီမှာဒီကတကွက်သေးဗျာဒီမှာ930ပေါ့เนาะအဲ့တော့ဒီနေရာမှာဆိုလို့ရင်9ထိပ်ဒီမှာကြိုက်တယ်ဆိုရင်930ကိုထိုးကြည့်ပေါ့ဒီ၃လုံးပေါင်းရင် ရှစ်ချုံနဲ့ဆိုရင်နော်အဲ့လိုမျိုးလေးပေါ့ဒါမှမဟုတ်ရင်လည်း3ည5 3လို့ထုံထိုးပေါ့ဘာလို့လဲဆိုတော့ပါဝါထိပ်စီးဆိုရင်3ည8နဲ့လာမှာဟုတ်ဒီမှာ3